ကိုယ်ဆိုင်စိတ်နေရမို့တခါမှအတူတူမဆိုဘူးပေါ့เนาะပြီးတော့တိုက်လည်းမတိုက်ထားတဲ့သချင်းလည်းဖြစ်တယ်ပေါ့ ော့အဲသင်းဆိုတာငငယ်ရဆိုလို့ရှင်မင်းသမီးလောက်တာတဲ့ဒီဆိုတာဝါသနာပါခဲ့တယ်အရန်ပေါ့နော်အဲ့လိုသင်းတွေဆိုရင်အငငယ်ငယ်ဆိုတော့အဲ့ဒီသင်းလေးအဲ့ဒီသင်းလေးဆိုရင်ဆိုရင်မဆိုလို့ရှိရင်အဲ့ဒီဟိုကကြော်ညာသင်းလေးလိုက်ဆိုတဲ့အဲ့လိုမျိုးအဲဒါပေမဲ့အအကြီးလာတော့ဒီမင်းသမီးအဘက်ကိုပျောက်သွားရပေါ့နော်အဆိုထဲပေါ့ဒါအဲ့ဝါသနာတော့ပါပါတယ် ိုင်းစိတ်နေရမို့တခါမှလူလူမဆိုဘူးပေါ့နော်ပြီးတော့တိုက်လည်းမတိုက်ထားတဲ့သချင်းလည်းဖြစ်တယ်ပေါ့ဦးဆိုင်စိတ်ကိုပိုဆိုးမယ်သူဒီရောက်မှဆိုမယ်ဆိုလို့ဒါအမြဲနားထောင်အမြန်နားထောင်ပြီးတော့အဲ့လိုဖြစ်လိုက်တဲ့သချင်းဆိုတော့လေအဲသူတို့ကလည်းအတူတူဖျော်ပြပြီးတော့ဒီသင်ဆက်ပေးဖို့အတွက်တောင်းဆိုလာတဲ့ခါကျတော့ဒါကြောင့်မလို့အမြဲအမြဲတိုက်ပြီးတော့တီးဆိုလိုက်တာပါအဲမိုးတို့ကြောက်ရလဲဒီလို professional အနေနဲ့ဆိုရဲဆိုတော့မဟုတ်တဲ့အခါကျတော့ဒီပရိသတ်တွေကိုပဲပျော်ရွှင်စရာ moment လေးတစ်ခုပေးနိုင်အောင်ပဲဒီတိုင်းဟို ဖြောပြေရဆိုတာတက်ပေါ့เนาะကာရာအိုကေမှာပြည့်သက်တင်နဲ့သချင်းတူတူဆိုတဲ့အဓိပ္ပာယ်လိုမျိုးပို့ပြီးရယူဆလို့ရမှာပေါ့เนาะပျော်စရာချိန်လေးတူတူဖန်တီးပေးရပိုကနေချင်းလေးဆိုပြရဆိုတဲ့အဓိပ္ပာယ်လေးပေါ့ပျော်စရာကောင်းခဲ့ပါတယ် န်တော့အဲသင်းဆိုတာငငယ်ရဆိုလို့ရှိရင်မင်းသမီးလောက်တာတဲ့ဒီဆိုတာဝါသနာပါခဲ့တယ်အရန်ပေါ့နော်အဲ့သင်းတွေဆိုရင် အငငယ်ငယ်ဆိုတော့အဲ့တချင်းလေးအဲ့ချင်းလေးဆိုရင်ဆိုရင်မဆိုလို့ရှိရင်အဲ့ဒီဟိုဟာကြော်ညာတချင်းလေးလိုက်ဆိုတဲ့အဲ့လိုမျိုးအဲဒါပေမဲ့အအကြီးလာတော့ဒီမင်းသမီးဘက်ကိုပျောက်သွားရပေါ့နော်အဆိုထဲပေါ့ဒါအဲ့ဝါသနာတော့ပါပါတယ်အအမြဲတော့ဆိုနေကြမဟုတ်ပေမဲ့တစ်ခါတလေဒီလိုမျိုးပြိတ္တတွေနဲ့အထူးထူးခြားခြားတွေ့ရတဲ့အချိန်မှာအဲ့လိုဖြော့ပြကွင်းရတဲ့အတွက်ရောနောက်ပြိတ္တတွေကလည်းအဲ့လိုဆိုနေကြမဟုတ်တဲ့အတွက်ကြောင့်မလို့အဲ့လိုဘာပဲပြောပြောပေါ့နော်သူတို့လည်း ဖြောပြစီစဉ်တယ်ပေါ့အဲအကြောင်းမို့လို့လဲဖြောပြရပါဟုတ်အဲ့တချင်းလေးကငငယ်တဲ့ကငငယ်ရဆိုဆဲကျော်တက်မှာကြာခုတဲ့တချင်းလေးပေါ့နော်အရင်ကြိုက်တယ်စိတ်ညစ်မှာဆိုမတ်မတ်စူစီနဲ့အလုံးကလည်းဆူထားပါပေါ့နော်အချင်းလေးအရင်ကြိုက်တော့ဂျူအက်လည်းဖြစ်အောင်ဆွဲချိန်မှာအဲ့လိုဟိုပရိသတ်လည်းနားလည်းဆွဲမဲ့တချင်းလေးပေါ့နော်အဲ့လိုမျိုးစဉ်းစားပြီးကိုလည်းစုံလို့ရမယ်ဟာပြောရဲဟာပေါ့နော်ဒီကအဲ့လိုမျိုးတွေကရွေးပြီးတော့ဒီကတော့ပရိသတ်ပြောအောင်ဖြောပြတင်ဆက်တဲ့သဘောပါပဲဟုတ်ပါဘူး 我妈好气。ဒီနေ့ဒီမဟာဒီနေ့ကိုမိုင်းကြောက်နေတယ်ဒီလားဒီနေ့ကျွန်တော်တွေ့နေတာခုနကကိုတက်စုထားတဲ့ပုစံကိုခွဲပေးရတော့မှာစဉ်းစားရတယ်ဟုတ်ကဲ့ဒီကိုနှစ်ပြည့်အမှန်တရားအနေနဲ့မာစင်ကျင်းပါတဲ့ဒီမြန်မာပလာဇာဆိုင်ခွဲကိုနှစ်ပြည့်ပေါ့နော်အဲ့မှာပါဝင်ခွင့်ရတဲ့အတွက်ရောပရိသတ်တွေနဲ့တူတူပြပြရှိရှိတင်ဆက်ခွင့်ရတဲ့အတွက်ရော အဲအအများကြီးဝမ်းသာပါတယ်ပရိသတ်တွေနဲ့လည်းပြောစရာချိန်မိတူဖန်တီးနိုင်ခဲ့ပါတယ်အဲဒါကြောင့်မလို့စိတ်နှမ်းတော့လည်းကျေးဇူးအများကြီးတင်ပါတယ်ဒီချက်ဒီချက်မကလည်းပို့ပြီးတော့အကိုနှစ်ပြည့်ရနေပါနှစ်ပေါင်းများစွာတိုင်အောင်ထိဆိုင်ခွင့်အများကြီးလည်းဖွင့်နိုင်ပါစေအအဒီလိုမျိုးပရိသတ်တွေနဲ့အများတန်းတသားရရှိပြီးတော့အများတန်းမိုက်ဆပ်ပွဲဖန်တီးနိုင်ပါစေလို့